ရေမြုပ်နေတယ်ရေမြုပ်နေတယ်သမင်းတုပ်လေးလာပို့ကြပေးအောင်သမင်းတုပ်လေးတော်ဒါဇလီတောင်းဖြစ်ပါတယ်ဇလီတောင်းမဟုတ်ဘူးဒါစင်ကြေဘုံမှာစင်ကြေဘုံတော့တော့ရေကြည့်ပါဘုံဆိုင်ရဲ့အိမ်ကြီးရောဘုံဝင်ကုန် မုတ်တုံလေးဖီအားနေရဝန်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေအတိပေးချက်2025ခုနှစ်ဇွန်လ22ရက်ယနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရလာမည့်ဇွန်လ24ရက်နေ့တွင်မင်္ဂလာပင်လယ်အော်မြောက်ပိုင်း၌မုတ်တုံလေးဖီအားနေစေတခုဖြစ်ပေါ်လာနိုင်ပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်မုတ်တုံလေးဖီအားနေစေသည့်အနောက်မြောက်ဘက်သို့ရွှေ့လျားကဇွန်လ26ရက်နေ့တွင် ်မင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းတွင် မုတ်တုံလေးဖီအားနှင့်ရေဝံအဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်မြမပင်လယ်ပြင်အပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်မုတ်တုံလေးဖီအားနှင့်ရေဝံဤအချိန်ကြောင့်မုတ်တုံလေးအားကောင်းရာမှအလွန်ကောင်းလာနိုင်သည့်အတွက်ဇွန်လ24ရက်နေ့မှဇွန်လ30ရက်နေ့အတွင်းမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းအတင်းအတင်းမှလှိုင်းကြီးနိုင်ပါသည် မိုးတက်လေပြင်းကြစဉ်မြေပြင်ရေပြင်လေသည်တနာရီလျင်35မိုင်မမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာမြမကံယိုရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်တို့တွင်ငားပေမှ10နှစ်ပေခန့်ရှိနိုင်ပါသည်မြမနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်မုတ်တုံလေးဖိအားနှင့်ရဝန်း၏အရှိန်ကြောင့်မုတ်တုံလေးအားကောင်းရာမှအလွန်ကောင်းလာနိုင်သည့်အတွက် ဇွန်လ24ရက်နေ့မှဇွန်လ30ရက်နေ့အတွင်းမြန်မာနိုင်ငံတဝမ်းလုံးတွင် နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်ငိုကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။